ဘုဘုံတို့ဒီဓမ္မလံကိုဇေဒီတဲတော့ခေါင်းလောင်းလောက်အရောက်မှာမာမင်တော်မှာအုပ်ဆိုးနေတဲ့ပန်းထွာပြေမာကြီးဆိုတာရှိပါတယ်ပန်းထွာပြေမာကြီးရဲ့မိခင်စန္ဒမုခိနဲ့ပန်းထွာပြေမာကြီးတို့ဒီတဲပြူတော်ရကိုရောက်လာကြပါတယ်ဘုဘုံဆွမ်းကကြွားတော့သူတို့ကရှ िख ိုးပြီးတော့ဆွမ်းလောင်းကြပါတယ်ဆယ်တော်တွေ့ပြီငါတို့ဆယ်တော်တွေ့ပြီး မာမင်တော်ကိုငါတို့ပြင့်မှဖြစ်မယ်သန္တာမုခိပြင်မှရဒီလိုပြောတော့ပန်းထွားပြင်မှရအခုချိန်ပြင်ရင်တော့ဆေတော်တဲတဲ့ဓမ္မလှိုင်ကိုဇေဒီကတပိုင်းတစားနဲ့မပြီးပဲကြမ်းနေခဲ့လိမ့်မယ်ဇေဒီတော့ပြီးတဲ့အခါထိတင်ပြီးတဲ့အခါပြင်ကြတာပေါ့အဲ့ဒီလို သာမီနှစ်ယောက်တိုင်ပင်ပြီးတော့သူတို့ပြန်သွားကြတယ်ပြန်သွားတော့ဖုံဖုံတို့ဒီဓမ္မလှိုင်ကို ဇေဒီတော်မြတ်ထိတင်ပြီးတဲ့အခါဘုမဝဒီမှာနေလို့မရတော့မာမင်းလာပင်လာနဲ့မာမင်းတော့ ရောက်သွားတယ်2010လောက်ကဒီသာသနာပြုတာဒီဇေဒီတော်တွေသာသနိကအဆောက်အုံတွေရေတွင်းရေကနေလမ်းပန်းတွေတစ်ပင်ဆိုင်တာတွေအာလုံးဆောင်ရွက်တာဟာဧကတထောင်လောက်ရှိပါတယ်အဆောက်အဦးတွေကလည်းခန်းခန်းနာနာဆောက်ပါတယ်ဒီတဲပြူတဲ့ အစအရာထောင်မကကြီးမပါတယ်အဲ့ဒီမာမြင်တော့မှာတော့ဘုံဘုံက7နှစ်လောက်ကြာပါတယ်သာသနာပြုတာမြို့ကြီးတမြို့လို့ဖြစ်သွားပါတယ်အဲ့ဒီမာမြင်တော့ရဲ့အလင်းတဲတယ်မှာဇီရီတော်ကြီးတွေကလည်း162ပြည့်အမြင်ရှိတဲ့ဇီရီတော်ကြီးတွေတဲနိုင်သွားတယ်ပေါ့အဲ့တော့ဘုံဘုံတို့အခုအလူဒါနာတွေပြုတာလို့ဇီရီတော်တွေတဲတာလို့ ရင်မြင်းတွေတိုးချဲ့တာအဲ့ဒါတွေဆောင်ရွက်တာကတော့မြန်မာနိုင်ငံတော်ကြီးဤချမ်းသာရာဝါပြောအောင်ပေါ့ဘုံဘုံတို့ရှမ်းကချင်ကရင်ကရမွန်ရခိုင်ချင်းမြန်မာစီလုံးလုံးညီညွတ်ညွတ်နဲ့ဘုံဘုံတို့မြန်မာနိုင်ငံတော်ကြီးကိုတည်ဆောက်ပြီးတော့အင်အားကြီးမားတဲ့ချမ်းသာတဲ့နိုင်ငံတော်ကြီးတစ်ဖြစ်အောင်ပေါ့အဲ့ဒါရည်ရွယ်ပြီးတော့ဘုံဘုံကဒီနေစဉ်နေစဉ်တတ်နိုင်သမျှအလှူဒါနကိုပြုလုပ်တယ်နောက်ပြီးတော့တရားဓမ္မတွေကျင့်တယ်တရားဟောတယ် တရားစခန်းကြီးဖွင့်တယ်ပေါ့နော်ဒါနေတိုင်းလို့လုပ်ပါတယ်အမြဲလုပ်ပါတယ်အဲ့တော့ဆိုလိုတာကတော့ဖုံဖုံတို့ဒီမြန်မာနိုင်ငံသူနိုင်ငံသားတွေကကိုရှမ်းကချင်ကရင်ကယမွန်ရခိုင်ချင်းမြန်မာပြည်တော်သူဘဝတိုင်းရင်းသားတွေညီကိုမောင်နှမအရင်းချာတွေလို့မိသားစုတွေလို့သဘောထားပြီးတော့ဖုံဖုံတို့ချစ်ချစ်ခင်ခင်ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးညီညွတ်ညွတ်နဲ့ဆောင်ရွက်မယ်ဆိုရင် ီမြန်မာနိုင်ငံဟာအင်အားကြီးမတဲ့နိုင်ငံတကြီးတစ်ခု ဖြစ်သွားမယ်ပေါ့နော်အဲ့ဒီလိုဖြစ်အောင်လေဘုံဘုံတို့ကအနေနဲ့နေ့စဉ်မေတ္တာပို့ပါတယ်နေ့စဉ်နေ့စဉ်သာသနာပြု လုပ်ငန်းတွေဆောင်ရွက်ပြုလုပ်ပါတယ်မြန်မာနိုင်ငံကြီး တိုးတက်အောင်ကိုဥတည်ပြီးတော့ဆောင်ရွက်ကြပါလို့ဘုံဘုံကဟိုအထူးမေတ္တာရက်ခံလိုပါတယ်နော်